ကျွန်တော်မြန်မာနိုင်ငံမှာစစ်ဘေးမိဘေးရေဘေးအခုငလျင်ဘေးဒီလိုမျိုးဘေးတန်တွေမျိုးမျိုးခံစားရနေတဲ့အချိန်မှာအခုမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတွေအားလုံးစိတ်မပျော်ဘဲနဲ့စိတ်ညှို့ညင်နေတဲ့အချိန်မှာအနွေဦးမေကလည်းတော့အားလုံးပျော်ရွှင်တဲ့အချိန်လေးတွေပိုင်ဆိုင်ကြပါစေ အားလုံးတာယာတဲ့အချိန်ဖြစ်ကြပါစေလို့တော့အနွေဦးမေအားလုံးကိုနှုတ်ခွန်းဆက်ခြင်းပါတယ်ဒီနေ့ကျွန်တော်မြန်မာနိုင်ငံကြီးကတော့ဘေးဆိုင်တာကတော့ အတိုင်းထက်အလွန်ဖြစ်သွားပြီเนาะဆိုတော့ဒီနေ့ဒီလိုမျိုးငလျင် base ရောက်နေတဲ့အချိန်မှာကျတော့ရှာကြံပြီးတော့ဝမ်တာဆရာကိုရွေးပြမပြောရမယ်ဆိုလို့ရှင်တော့ကျတော့အားလုံးသိတဲ့အတိုင်းပဲနေပြီးတော့မှထိခိုက်မှု အများကြီးရှိခဲ့တယ်ကျမတို့လုံခဲ့တဲ့စစ်ခွေတရုတ်ပြည်ကိုတွားခါနေမှလဲကျမတို့ဒီရှော့တိုက်ပုံးနဲ့နေပြည်တော်ကိုပြစ်ခဲ့တယ်ဒါပေမဲ့ကျမတို့ချင်မတ်တလို့မထိခိုက်ခဲ့ဘူးဆိုတော့ဒီနေ့နေပြည်တော်မှာ ငန်လင်းကြောင်းသူတို့ရဲ့အဆောက်အုံကြီးတွေအများကြီးပျက်စီးသွားခဲ့တယ်လို့ခွေးအွန်လိုင်းအင်းဒီအများတန်းစီးနေတဲ့လေရင်ကွေးနဲ့ပျက်စီးသွားရတယ်။ပြီးရင်တာဝါတိုင်ကျိုးကြလို့လည်းစစ်ခွေးတွေအများကြီးတည်သွားခဲ့ရတယ်။စစ်ခွေးတွေရဲ့တောက်တိုင်တွေပါတည်သွားခဲ့ရတယ်။ပြီးလို့ရှိရင်ငလျင်ကြောင့်အိမ်ထဲမှာဘာမှမဖြစ်ပေမဲ့သူတို့အိမ်ရှေ့ထွက်သွားတဲ့အခါမှာ တန်စူးဒီစူးလို့တေးသွားတဲ့သူတွေရှိတယ်ဆိုပြမဘောမဒီကတော့သတင်းထဲမှာတင်ထားတာတွေ့ရတယ်ဆိုတော့လွန်ခဲ့တဲ့အချိန်မှာကျွန်တော်ရွှတ်တိုက်ပုံးတွေနဲ့အများကြီးပြစ်ပယ်မဲ့လဲပဲသူတို့ရဲ့ဂျမ်ပါတွေကြောင့်ကျတော့ပြစ်တဲ့ရှက်တိုက်ပုံးတွေဟာကျတော့ပြစ်ချင်တဲ့နေရာကို မကြသွားဘူးဒါပေမဲ့ဒီ28ရက်နဲ့နဲ့လေမှာတော့ငတ်လျင်ကြောင် ကျတော့ပြည့်စည်ခြင်းနဲ့အားလုံးမပြည့်စည်ပဲမဲ့လည်းပဲပြည့်စည်တဲ့ပြည့်စည်ထိုက်တဲ့အရာတွေအားလုံးပြည့်စည်သွားတယ်ဆိုတာကိုတော့ကျတော့ဝမ်းတာရမှာဖြစ်တယ်ဆိုတော့စစ်ခွေးတွေရဲ့တောက်တိုင်တွေအများကြီးလည်းပြည့်စည်သွားတယ်လို့ခွေးကျဖို့ကနေမှအခုမကြခင်ထိုင်းသွားမယ်သူ့တုံးမဲ့လေရင်ကွင်းတွေပါပြည့်စည်သွားတာကတော့ကျမတို့တို့ဝမ်းတာစရာဖြစ်တယ် ဒါတခုရဲ့နောက်ဝန်တဆရာတခုကတော့ဒီ27ဒေါ်လာရေးနောက်ပိုင်းမှာကျတို့ဒေါ်လာရေးရေးပေါ်ဆေရောက်မကကိုတေတန်ချမှတ်ခဲ့တဲ့ဖြာပုံကတရားသူကြီးသူစာအေးဆိုတာဟာအခုအချိန်မှာရန်ကုန်အလုံးသူ့ရဲ့အိမ်မှာလေဖြတ်ပြီးတော့အိယာပေါ်မှာဘုံဘုံလေးနေတယ်ဆိုတဲ့ဥစ္စာကတော့ကျတို့တဲ့ဝန်တဆရာတဲ့တရင်ဖြစ်တဲ့နော်အခုဒီငလျင်နေနဲ့ရော2024ခုနှစ်တုန်းကရေးကြီးတာနေနေရော ဆိုတော့ဒီလိုမျိုးမြန်မာနိုင်ငံတုတ်ခတ်ရောက်နေတဲ့အခါမှာကျွန်တော်ဗီဒီယိုလေးနည်းနည်းလေးနားထောင်ကြည့်အောင်နော်ဒီလိုမျိုးကြီးမားတဲ့ natural disaster လို့ခေါ်တဲ့ဘာဘေးအန္တရာယ်ကြီးကျွန်တော်ကြုံတဲ့အခါတိုင်းမှာမြန်မာပြည်သူတွေဆိုတော့လည်းအတိတ်တပေါင်တွေယုံကြည်တဲ့သူတွေအပေးလက္ခဏာရန်ညားတွေယုံကြည်တဲ့လူဖြစ်တယ်ဒီလိုပဲစစ်ကောင်းဆောင်နေရလဲဟလာခုနလိုမျိုးတောင်းပန်ကြွမင်းဆိုတာမျိုးလောက်ကြည့်ဖို့အစင်တန်းမရှိစွာယုံကြည်တဲ့သူတွေဖြစ်တယ် ။ဆိုတော့မြန်မာပြည်သူတွေကမြင်တာကတော့ဒီနေ့ကျွန်တော်တို့တိုင်းပြန်ကတ်ဆိုင်နေတယ်ဆိုတဲ့အမြင်။အာဏာသိမ်းတဲ့ကတ်ဆိုင်နေတယ်ဆိုတော့မြင်တဲ့သူတွေအများကြီးရှိပါတယ်။ဒီဟိုကဘောတော့ဟိုအတိတ်တပောင်ပဲဖြစ်ဖြစ်ယုံကြည်တဲ့သူတွေကဒီမင်းစိုးမိညစ်တွေဒီလိုစိုးမိုးနေတဲ့ကာလမှာဒီလိုပဲမြန်မာပြည်ရင်းပုတ်တခြားနိုင်ငံတွေမှာလည်းအဲ့လိုမျိုးအဖြစ်ဆိုးတွေကံကြမ္မာစိုးတွေနဲ့ကြုံရလေးရှိတယ်ဆိုတော့အတွေးကော်တွေ superstition ဖြစ်တာတွေရှိပါတယ်ဆိုတော့ဒါကြောင့်လဲကျွန်တော်ထင်တာအခုအာဘောဂျိုကြီးမရောလဲနေပြည်တော်မှာရှောက်ပြီးတော့ uniform ပွေပြီးတော့လက်ညွန့်ညွန့်ညွန့်ကြတော့ပဲသူနောက်မှာဘာမှမရှိဘူးပြောလိုက်ပြည်သူအမြင်နေရတယ်သူတို့ကိုယ်တိုင်ကလည်းအာငါတို့လက်ထက်မှာဒီလိုဖြစ်ပါလားဆိုတော့အထွေးခေါ်သူတို့ရဲ့စိတ်ခံစားမှုသူတို့ psychology ကလည်းအကြီးကျယ်သူတို့ဘုံပြန်ပြီးတော့တိုက်ခိုက်နေတယ်ပြီးတော့ဟလာဒါသူတို့ဆောင်းမွေးစစ်လိုက်တာပဲဆောင်းမွေးစစ်တယ်ဆိုတာဒီတဘာဝက သူတို့ဆောင်းပွဲဆက်လိုက်တာပဲသူတို့ထဲမှာလည်းအများရိုက်ခတ်မှုရှိတယ်လို့ကျွန်တော်တော့ထင်ပါတယ်။ online ကကံမဲကောင်းတာလားကံမဲဆိုးတာလားဆိုကျွန်တော်မသိဘူး။ကျွန်တော်စဉ်းစားကြည့်ဖို့တင်တာ။သူကနာဆာကအိုရာဖြစ်နေနိုင်ငံလုံးဝင်းချိုဖြစ်နေတာဝန်ယူတာက2021ကစတာဝန်ယူတယ်။22 23 24 25ဆိုတော့၄နှစ်ကျော်အတွင်းမှာသူရင်ဆိုင်ရတဲ့ဘေးက3ချိန်ရှိပြီ။တဘာဘေးက၄နှစ်ကျော်အတွင်းမှာ3ချိန်ရင်ဆိုင်ရတယ်ဆိုတာနည်းနည်းနော်တော်တယ်သူ့ကိုစမ်းတန်နေရတာကစမ်းတန်နေရစမ်းသက်ချက်ကြီးပေါ့။အခုသိသိလေးထက်လည်းအဲ့လောက်မဟုတ်ဘူး။တော့ဆုံးကြီးလည်းအဲ့လောက်မဟုတ်ဘူး။ ဆိုအဲ့ကြောင့်မဲ့တချို့တွေကသူ့ကိုတမင်ကိုရွက်ပြီးပြောနေတာမျိုးတမင်ကိုပါလေမင်းမင်းဘာဖြစ်တာမင်းမကောင်းလို့ဘာလို့ညာဖျောက်ပြောတာဖြစ်မယ်သူတက်လာရင်တိတ်မကြောက်ဘူးမုခိုင်းတဲ့တူတယ်တိတ်မကြောက်ဘူး2023ပေါ့မုခါဒီဟာကိုသူဘလို့ကြော်လာမှာလဲဆိုတော့ကုန်ကျစရိတ်ကတော်တော်များမှာပြက်စီးသွားတဲ့တရားတွေပြန်ဆောက်မယ်လမ်းတွေပြန်ဖောက်မယ်အဆောက်အဦတွေအမြန်ပြန်ဆောက်မယ်အာကျွန်တော်ထင်ဗီလင်ယာကြီးကိုအုံးမယ်ထင်တယ်ကျွန်တော်နိုင်ငံကအဲ့လိုအခြေအနေခက်ခဲကြီးကြားထဲမှာရင်ဆိုင်နေရတာဗျာအဲ့တော့ကဲတော့ပူဇော်မှုကြီးကိုမင်းမင်းစိုးမင်းညင်လို့ခေါ်တော့ပြောချင်ပြောလိမ့်မယ်ကျွန်တော်အဲ့လိုမထင်ရဲဘူးဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ထင်ကျွန်တော်ထောင်ထဲရောက်သွားလိမ့်မယ်ကျွန်တော်လည်းမထင်လည်းမထင်ထားမိထင်လည်းမထင်ထားမိဘူးလက်နက်ကင်တွေရဲ့အရင်ကိုကြောက်ပြီးတော့စေဘေးတန်တွေလည်းခံနေရတယ်လေဘေးတန်တွေလည်းခံနေရလေဘေးဆိုတာဒီလား online ပေါ်ကနေပြီးတော့နေမဲကစားနေဆဲဆိုပြီးအုပ်စုဖွဲ့ပြီးရန်လုတဲ့အုပ်စုတွေရဲ့တန်လည်းခံနေရပါတယ်ဟိုစားနေကားနဲ့ဒီဆေးဝါးရှားပါချင်းတံကိုလည်းခံရရပါတယ်။ကုန်စည်လုံးကြီးပြင်းချင်းရှားပါချင်းလိုတံခံရရပါတယ်။မိုးခါပုံတိုင်းလိုမျိုးပုံတိုင်းတံခံရရပါတယ်။နောက်တစ်ခါပြီးခဲ့တဲ့အချိန်ကျရင်ရေဘေးလိုဟာမျိုးလည်းနော်နေပြီးတော့ဘိုးပြုတ်ပြီးတော့ကင်ထိုက်တဲ့ရေဘေးအဲ့ရေဘေးလိုဟာမျိုးလည်းခံရပြီးပါပြီ။အခုနောက်ဆုံးငလင်းတံ ဆိုတော့ကျွန်တော်ပြည်သူကဘာခံစရာကြံသေးလဲပေါ့ဘောမကျော်မျိုးမင်းကတောင်ပါပြောလဲဆိုတော့အခုဒီခွေးကျွန်ဖို့ကနေမှကျတော့ပြည်သူတွေတင်မြောက်ထားတယ်အစိုးရကနေမှတနတ်ချိန်ပြီးမှအာနာတင်ခဲ့တဲ့နေ့ကစပြီးအခုဒီလဲနေရောက်လာတဲ့အခါမှာပြင်းပြင်းထန်ထန်ဒုက္ခလေးမျိုးခံစားရတယ်2021ကနေ ဒီနေ့2025မတ်လအထိကျမတို့ကနေရတကာမှာဘုံကျဲတဲ့တန်စစ်ခွေးတွေရဲ့စစ်တံကိုခန်းစားရတယ်2023ခုနှစ်တော့မိုခါစ်ဘေးဆိုးကိုလည်းကျမတို့ခန်းစားရပြီးဖြစ်တယ်2024လေးတုန်းကလည်းကျမတို့ပြည်သူတွေအားလုံးရေတံကိုခန်းခဲ့ရတယ်ရေကြီးမှုအကြောင်းအိမ်ဒီပြိုလေးသွားတာတွေဒုက္ခရောက်သွားတာတွေအများကြီးခန်းစားရပြီးဒီ2025မတ်လ28ရက်တော့ငလျင်ကြီးမိပြီး 28ရက်နေ့တုန်းကခွေးကျဘူးကစင်ပေါ်ကနေမှအော်လာတဲ့အရာကအကျံဖက်ကိုလက်နဲ့ချပါအကျံဖက်ကိုလက်နဲ့ချပါတရားတော်စစ်ကိုတိုက်မယ်ဆိုပြီးမှသူတို့ကပြောသွားတယ်ပြီးလို့ရှိရင်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကိုလုပ်မယ်လို့ပြောပေမဲ့လည်းပဲเนาะစက်မပြည့်တဲ့ယာပြီကတော့စစ်ခွေးကနိုင်ငံရေးကနေလုံးဝမထွက်ဘူးဆိုပြီးမှပြောတယ်ဆိုတော့ဒီလိုမျိုးကလင်ကကြစ်နဲ့ပြောနေတဲ့ ခွေးတွေရဲ့အုတ်ချုံမှုအောက်ထဲမှာ နေလာတဲ့အတွက်ကြောင့်လောကဒဏ်တော်မခံနိုင်တဲ့အတွက်ကြောင့်ဒီလိုမျိုးဘေးဒုက္ခရောက်ရတာဖြစ်တယ်။ဆိုတော့အခုဒီလိုမျိုးဘေးရောက်လာပြီးအခုကျမတို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့လူမျိုးတိုင်းဘာသာတိုင်းခရစ်ယာန်မဆိုဗုဒ္ဓဘာသာမဆိုဟိန္ဒူတွေရောမွတ်စလင်တွေရောလူမျိုးတိုင်းကကျမတို့ကအနည်းနဲ့အများကတော့အယူရှိကြတယ်။အစွဲတပင်တောင်မိလောင်တော့က ဒီဘောမှာကြုံမျိုးမြင်းနေတောင်မှဘာဖြစ်မညာဖြစ်မယ်ဆိုပြီးမှပြောနေကြတာဖြစ်တယ်ဒီဆိုလို့ရှိရင်ခဏတော့သူပြောတယ်နော်ကျတော်တော်လာရဲတွေကတော့မင်းဆိုမင်းညစ်ကနေမှအုတ်ချုပ်နေတဲ့အတော့အကြောင်းမြန်မာနိုင်ငံဒီလိုမျိုးဘဲတန်နေဆက်ကနေတယ်လို့ပြောတဲ့အခါမှာသူကလည်းပြောချင်တာပါပဲဒါပေမဲ့သူပြောလို့ရှိရင်ထောင်ကြမယ်လို့ပြောတယ်ထောင်ကြမှာကိုကြောက်လို့သာသူတို့ကမပြောတာဆိုတော့အာဒီနေ့ဒီလိုမျိုးဘောမှာတွေအများကြီးကြောင်းနော်မမချင်ပဲနဲ့မနေရတယ်အမှန်ကိုမြင်ရတဲ့အ မှန်ကိုမပြောဘူးဇွဲတပင်တောင်မီးလောင်တော့ကတောင်မှအခုတော်လရဲတွေဘာဖြစ်မယ်ညာဖြစ်မယ်လို့သူကပြောတတ်တယ်ဆိုတော့အခုငလီလောက်တာ तू ပြောချင်တယ်ဒါမဲ့ तू မပြောရဲဘူးထောင်ကြမှာကြောက်တဲ့အတွက်ကြောင့်ဆိုတော့ဒီနေ့အခုဒီလိုမျိုးငလီလောက်တဲ့အခါမှာနော်မနေ့ကညနေတော့ကခွေးကြဖို့ကနေမှဒီပြပကအကူညီဒီတောင်းလိုက်ပြီဆိုတော့အကြောင်းလေး तू စင်ပေါ်ကနေဟောင်းနေတာကြားရတယ်ဆိုပြပကဒီလိုများနေနေလေဘာဝဘေးကြောင့်ဖြစ်လာတဲ့ငလင်း အန်ရီကိုကယ်ဆယ်ဖို့လုပ်ငန်းတွေကအခြေပြစာတို့ကိုရှိတယ်လို့ကြောက်တက်နေတဲ့ဘဝကူညီပေးဖို့ကျွန်တော်တို့မြေတားရက်ခတ်လို့ပါတယ်ဒီဘကူညီမပေးနိုင်ဖို့လည်းအပေါ်လက်မှတ်ထားပေးဖြစ်ပါတယ်မကြသေးကြရပဲအာဟာစင်တာနေပြီးတော့လက်ပြန်ပါရေဖို့ကယ်ဆယ်ပစ္စည်းတွေပို့ဖို့လည်းအိန္ဒိယနိုင်ငံလည်းလက်ပြန်ပါကယ်ဆယ်ကယ်ဆယ်ပစ္စည်းပို့ဖို့ကာလနာနာရှိတယ်လို့ပြောထားတယ်ခွင့်ပြုထားပြီးဖြစ်ကြောင်းကျွန်တော်ပြောလို့ပါတယ်စစ်ပေးတင့်နေတဲ့သူတွေကိုကူညီမယ်လို့တူကျညာခဲ့တယ် ဒီနေ့ဒီချိန်ထိဘု து ကိုကူညီခဲ့ပြီလားပြီးလို့ရှိရင်ရဲကြီးတဲ့သူတွေကိုကူညီမယ်ဆိုပြီးမှချမ်းသာတဲ့လူတွေစီကနေမှပတ်စံတဲ့အများကြီးရခိခဲ့တယ်။ဒီနဲ့ရေပဲတင်တဲ့ဘေးရက်ွက်မှာဘယ်လိုမျိုးတိုက်တယ်ဆောက်ပေးလိုက်တယ်လို့ကျွန်တော်တို့ကြားရတယ်လေ။ဘယ်လိုမျိုးသဲတွေထိုးပေးလိုက်တယ်ဆိုတာကြားတယ်လေ။ဘသူကိုကူညီပေးတယ်ဆိုတာကြားတယ်လေ။ နော်ဆိုတော့ဒီနေ့မြန်မာနိုင်ငံမှာအခုကျတော့ငလင်းတွေပြိုလို့မြို့ရွာတွေအထူးသဖြင့်မန္တလေးဒီမှာ နော်မန္တလေးဒီစကိုင်းဒီဒီမှာအများကြီးနေပြည်တော်နေပြည်တော်ဆိုတာတောင်မှခွေးတွေနေတဲ့ထဲမှာငလင်းလောက်တာကတော့စကားထဲမှာထည့်ပြောဖို့မဟုတ်ဘူးဒါတော့ဝမ်တာဆာဖြစ်တယ်ဆိုတော့ဒီနေ့ကျမတို့ပြည်သူလူထုဒီနေတဲ့နေရာမှာတခါလဲကြသွားတာတော့ဝမ်နေဆာကောင်းတယ်သူနီးတူပဲအခုခွေးတွေကြောင့်ရွာလုံးကျမြှို့လိုက်လို့ ပျက်စီးသွားတဲ့အိမ်တွေအခုငလျင်တန်းကြောင့်ပျက်စီးသွားတဲ့အိမ်တွေဒါတွေအားလုံးဟာဘုသူ့အကြောင်းခန်းစားရတယ်လေဆိုတာတော့ကျတော့အားလုံးသိပြီးသားဖြစ်တယ်ဆိုတော့ဒီခွေးကတော့သူကသာစဉ်းစားတတ်တယ်ဆိုလို့ရှိရင်တော့ငါအကြောင်းဒီလိုများဖြစ်မလားအခုသူကဟိုမှာရုရှားကိုသွားတော့ကတောင်မှကျွတ်ဘီရင်အနေနဲ့သူသွားပြောအတတ်တာပဲဘာကြောင့်မို့အခုဒီလိုမျိုးဘေးဒုက္ခတွေရောက်တာကတော့ငါအကြောင်းများဖြစ်မလားလို့သူဘာကြောင့်မစဉ်းစားတတ်တာလဲ ဆိုတော့အိမ်ဒီအများကြီးပြည့်စည်သွားခဲ့တယ်ဘယ်လိုလုပ်မလဲဒီအိမ်ကိုပြည့်စည်သွားတဲ့ဥစ္စာကိုရှင်းလင်းပြီးမှပြန်မဆောက်ဖို့ဆိုတာဘယ်တော့ထိခက်ခဲမလဲကျော်မျိုးမင်းဘာပြောသွားလဲအခုဒါဒီကိုပြန်လုပ်ဖို့ရန်အတွက်ဘီလျံ100လောက်ကုန်မယ်လို့ပြောတယ်အခုဒီဘီလျံ100လောက်ကုန်ကုန်ရမယ့်အကိစ္စကိုကျတော့ပြပကနေမှခေါ်နေတယ်အခုသူတို့စစ်တုံးစီးက ဘီလီယံတောင်ချထားတယ်လို့ပြောတယ်ဆိုတော့ဒီနေ့ကျမတို့ပြည်သူတွေကိုတတ်ဖို့ရန်အတွက်ကတို့မှာပတ်စံအများကြီးရှိတယ်ဒါပေမဲ့ဒီနေ့ကျမတို့ပြည်သူတွေကိုကူညီဖို့အတွက်ကတို့တပြားတစ်ချက်မှမထုတ်ချင်ဘူးနိုင်ငံခြားကရရင်ရမရဘူးဆိုလို့ရှိရင်လုံးဝမကူဘူးဆိုတဲ့သဘောဖြစ်တယ်အခုဒီရေဘဲကနေလည်းပတ်စံအများကြီးရထားတယ်ဒီနေ့ဒီအချိန်တည်းဘုဒ္ဓရဲ့တဲစုပ်တစ်လုံးကိုမှတို့မဆောက်ပေးတာတို့ကြောင့်မီးလောင်သွားတယ်စုပ်ပြတ်သွားတဲ့အိမ်တွေရွာလိုက်ရွာလိုက်ပျက်စီးသွားတာတွေအများကြီးရှိတယ်လို့အခု ငလျင်ကြောက်ကြောတော့ပြန်ပျက်စီးခံနေရပြီဆိုတော့ဒီလိုမျိုးအခုငလျင်က72နိုင်နဲ့50မိနစ်မှာဖြစ်တယ်72နိုင်နဲ့20မိနစ်မှာပါဖြစ်ခဲ့တယ်လေဆိုတော့ဒီမကွေးတိုင်းမှာရှိတဲ့ကမ္မတိုက်ဆိုတဲ့တိုင်ရင်ဆဲထုတ်လုပ်တဲ့နေရာမှာနေ့လေသမင်းစားချိန်ဖြစ်တဲ့အတွက်ကြောင့်เนาะအလုတ်သမားတွေကသမင်းစားနေတာအာကိုစစ်ခွေးတွေကနေမှဘာမှမမဆိုင်တဲ့ဒီဆေးလုတ်တဲ့နေရာမှာဒီပါရမောတာနဲ့တနက်ပစ်လိုက်တဲ့အတွက်ကြောင့် အလုတ်တမအမျိုးသမီး၃ယောက်ကပွဲချင်းပြီးသမင်းစားနေတဲ့အခုကျမတို့ဘေးနားမှာပကန်တင်ထားပေးတယ်နော်အာသူတို့စားနေတဲ့သမင်းကြိုက်ထဲကသမင်းဟင်းတွေဖြစ်တယ်ဆိုတော့သူတို့စားနေတဲ့အချိန်မှာပါရာမော်တာနဲ့လာပစ်ခတ်တဲ့အတွက်ကြောင့်အလုတ်တမအမျိုးသမီး၃ယောက်ကတော့အဲ့သမင်းစားတဲ့နေရာမှာတင်ပွဲချင်းပြီးတည်သွားတယ်ပြီးတော့9ယောက်ကတော့ပြင်းပြင်းထန်ထန်တရားရရတယ်တဲ့ဒီဆိုလို့ရှိရင်ဒီလိုမျိုး ငလျင်လောက်ခါနီးမှာဒီ၃ယောက်ကိုတတ်လိုက်တယ် ဆိုတော့ဒီနေ့အဲစစ်ခွေးတွေဘက်ကနေမှာအခုကျော်စုဦးလဲနော်မနေ့ကကျွန်မတင်ပေးပြီးပြီကျော်စုဦးလဲအခုသူ့ကွန်ပျူတာတွေအကုန်ပျက်စီးသွားတယ်တဲ့တာဝတ်တာဆရာပဲဘာကြောင့်လဲဆိုလို့ရှိရင်ဒီဒီကွန်ပျူတာကနေပဲကျတော့ပြည်သူတွေကိုအခုသူဘာပြောလဲအခုဆက်ပြစ်မှာပဲအခုဘုံပဲနေရာမှာဘလောက်ချမှာထပ်ပြစ်မှာချမှာပဲထပ်ပြစ်မှာတတ်မှာပဲလို့သူတို့ခဏခဏပြောတယ်နော်ဆိုတော့ဒီနေ့ကျတော့မြန်မာနိုင်ငံထဲမှာကျွတ်အမြဲတမ်းပြောတတ်တဲ့စကားပါလေဆိုတော့ 在路面嘛，人家讲，那头年那下的雪嘛，路都要堆大路雪，不堵白皮皮，喏，是大白天的不堵，白天的怎么路卡？ တဲတဲ့ဆိုလို့ရှင်ကျမတို့ကဝန်နေတတ်တယ်ကြေကွဲတတ်တယ်ကုသမောကိုချင်းစာနာတတ်တယ်ဒါပေမဲ့2023ဆိုတဲ့ဒီစခွေခွေးချပူကနေမှအာနာယူလိုက်ပြီးတဲ့နေ့ကနေမှဒီနေ့ဒီအချိန်ထိကျမတို့ဟာခွေးတွေတဲတဲ့ဆိုလို့ရှင်ပြောတယ်တဲတာနေရင်တောင်မှစိတ်မကောင်းဘူးများများတဲတဲ့တဲလေလေကျမတို့ကဝမ်းတာလေလေဖြစ်တယ်ဒါကြောင့်လူတဲတဲ့အခါမှာဝမ်းတာဆရာပဲလို့ပြောတာကကျမတို့မြန်မာတနိုင်ငံပဲရှိတယ် ကပပေါ်မှာလူတည်တဲ့အခါမှာဝမ်တာတာကျမတို့မြန်မာနိုင်ငံတနိုင်ငံပဲရှိတယ်เนาะဒါကတော့စစ်ခွေအာနာတိမ့်ပြီးတဲ့နောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့ဆိုးကျိုးလို့ပြောရမှာပေါ့เนาะဆိုတော့အရင်တော့ကဆိုလို့ရှိရင်တော့ဒီခွေးဂျပုကနေမှကျမတို့လူဒီရဲ့ပလင်ကို မထိုင်ခင်မှာစစ်သားပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်တည်လို့ရှိရင်ကျမတို့ကနာကျင်တတ်တယ် ကိုချင်းစာတတ်တယ်။ဒါပေမဲ့ခွေးကြဖို့အာနာတိမ့်ပြီးတဲ့နောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့ဆိုးကျိုးတွေဟာအများကြီးပဲ။နော်ကျွန်တော်စိတ်ပိုင်းဆိုင်ရာဖြစ်တဲ့ဒီလိုမျိုးခွေးတွေဘယ်နှကောင်တည်သွားပြီဆိုလို့ရှိရင်ဝမ်တားလိုက်တာနော်။ဒီစစ်ခွေးတွေရဲ့တောက်တိုင်လင်မယားနဲ့ကိုတော်လန်ရဲတွေဘက်ကနေတတ်လိုက်တဲ့ဟာဝမ်တားလိုက်တာ။ ဘသူကများကားမောက်လို့သေးသွားတာဟာဝမ်းတားလိုက်တာထုံနီးသူပဲเนาะဘေးရက်ွက်မှာဒီစစ်ခွေးတွေကနေဘုံကျဲလိုက်တဲ့အခါမှာပြည်သူတွေဘလောက်သေးသွားတယ်စစ်ခွေးတွေကဘောမတွေကပြောတယ်ဒါတော့အော်ပြည်သူတွေမဖြစ်နိုင်ဘူးဒါတော့တဘုံပဲသေသွားပါစေအဲ့လိုမျိုးပေါ့เนาะဆိုတော့ဒီနေ့လူသေးတဲ့အခါမှာပျော်ပွဲစားတယ်လို့ပဲကျတော့မှပျော်တတ်လာတယ်ဒါကဘာကြောင့်လဲဆိုတော့ခွေးကကျတော့လူနေရာမှာလာထိုင်လာလို့ဖြစ်လာတဲ့ကိစ္စဖြစ်တယ် ်နော်ကျတော့မှနာကျင်မှုကင်းမဲ့တတ်တယ်ကိုယ့်ရဲ့ခံယူချက်တွေမတူတဲ့သူတယောက်တည်းသွားပြီဆိုလို့ရှိရင်ကျတော့ဝမ်းတာတတ်တယ်ဒါကတော့တက်ဝါနစ်ဆရာကောင်းတယ်ကျေတော့မြန်မာပြည်သူတွေကိုမထင်မမှတ်ပဲနဲ့ဖြစ်စေခဲ့တဲ့အကြီးမားဆုံးသော ထိခိုက်မှုဖြစ်တာကတော့မထင်မမှတ်ပဲနဲ့ဖြစ်သွားတယ်ဒါပေမဲ့ဖြစ်သွားတာကတော့အကြီးအကျယ်ဖြစ်သွားတယ်ဒီလိုမျိုးကျတော့ရစိတ်နှလုံးသားထဲမှာဒီလိုမျိုးဖြစ်စေခဲ့တဲ့အရာပြီးလို့ရှိရင်မြန်မာနိုင်ငံမှာရှိတဲ့ နော်ကလေးတွေကိုပါဆဲတက်လာအောင်လှုပ်တာဟာအခုဒီစစ်ခွေးကောင်းဆောင်ဖြစ်တဲ့ဒီနေ့ကျွတ်တို့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေကိုစီရဲသွင်းတဲ့ကိုခေါ်သွားတာဒီနေ့ကျွတ်တို့မြန်မာနိုင်ငံသားတွေကိုရိုင်းရိုင်းဆိုင်ဆိုင်ဖြစ်အောင် ခေါ်သွားတာဒီနေ့ကျွတ်တို့မြန်မာနိုင်ငံကိုခဏတော့ကပြောလို့တယောက်နဲ့တယောက်နာကျင်မှုကင်းမဲ့အောင်လှုပ်တက်လာတာဒီဟာ ခွေးကျဖို့ကနေမှတနက်ပြောင်းတဲ့ပြည်သူတွေကိုအုပ်ချုပ်လာတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ဒီနေ့ခွေးကျဖို့ကသူ့တယောက်တည်းတော့မရက်နိုင်ဘူးသူ့ကိုဘောမပေးနေတဲ့ဘောမဒီရှိလို့ဒီနေ့ဖြစ်လာတဲ့အတွက်ကြောင့်ဒီလိုမျိုးဖြစ်လာခဲ့တဲ့အရင်မြစ်ထဲမှာဘောမဒီလည်းပါဝင်နေဆိုတဲ့ကြောင့်ပြောချင်တယ်နော်ဆိုတော့ဒီနေ့ကတော့ကြွတခြားသတင်းတွေကိုမတင်တော့ဘူးနောက်ဗီဒီယိုကြမှာပဲကြွသတင်းနဲ့ဆိုင်တဲ့အုံသက် တဲ့ဗီဒီယိုတင်ပေးမယ်နော်ဒီညကတော့ဒီအခွေးတွေနဲ့ပတ်သက်ပြီးမှပဲနည်းနည်းလေးအဲတင်ပေးတာဖြစ်တဲ့ပြည်သူတွေအားလုံးစိတ်ကြမ်းမှပြည့်ရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်